လောကလူတွေဟာအားကိုးရရှာကြတယ်တကယ်ကိုကိုကိုကယ်နိုင်တာဟာဘယ်သူလဲတကယ်ကယ်နိုင်တဲ့ပုဂ္ဂိုလ်ရှိလားလို့မေးကြည့်လောကမှာကယ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်သူမှမရှိဘူးစဉ်းစားကြည့်လေတားမိလဲဆင်းရဲဒုက္ခတွေ့ကြုံရင်မကယ်နိုင်ဘူးအမေဆိုတာကိုသားသမီးကကယ်နိုင်မလားမကယ်နိုင်ဘူးအမေသေးတာအဖေသေးတာသားသမီးကကယ်နိုင်ရလားမကယ်နိုင်ဘူးဘယ်သူမှမကယ်နိုင်ဘူးကယ်နိုင်တဲ့လူ လောကရှိလားဆိုမရှိဘူးမြတ်စွာဘုရားက နတန်တိပုတ္တာတာနာယနပိတာနပိဗန္ဓဝါအန္တောနာတိပန္ဒန္တနတိညတိတုတာနာတာတေဘေးကြုံလာတဲ့အခါဆွေတွေမျိုးတွေအားကိုရဆိုတာဘယ်သူမှမရှိဘူးကိုကိုကယ်တင်နိုင်တဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးကြည်လေနေမကောင်းလို့ဆေးရုံတက်မိဘတွေဆွေမျိုးသားချင်းကြည်နေတော့ ကိုက ICU ထဲမှာပဲအသက်ထွက်သွားတာလည်းအများကြီးပဲဘာမှမတတ်နိုင်ဘူးဘသူကကယ်နိုင်လဲဘသူမှမကယ်နိုင်ဘူးဒုကိုကွယ်တဲ့မြတ်စွာဘုရားကငါတို့ကိုကယ်တင်နိုင်လားဘယ်ကယ်တင်နိုင်မလဲမြတ်စွာဘုရားကိုယ်တိုင်တော်မှာပဲပြိဋိဘံဆံသွားတဲ့ဥစ္စာကယ်တင်နိုင်တဲ့လောကမှာပုဂ္ဂိုလ်အနေနဲ့ရှိသလားဆိုမရှိဘူးတကယ်ကတော့တရားပဲရှိတယ်ဓမ္မကသာလင်းကယ်နိုင်တာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ဟောတယ်လေယောဓမံပတ္တိသောမံပတ္တိ ဓမ္မကိုတွေးမှငါကိုတွေးမှငါကိုတွေးရကြောနဲ့မှာဓမ္မတွေးအောင်လို့ဓမ္မကသာမင်းတို့ကိုကယ်တင်နိုင်တာငါဟောတဲ့ဓမ္မကမင်းတို့ကိုကယ်တင်နိုင်မှုအတွက်ဖြစ်တယ်ဒီလိုဟောထားတယ်ဓမ္မကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို အပယ်လေးပါးမကြောက်ကယ်တင်နိုင်တာဓမ္မပဲဖြစ်တယ်ဓမ္မကကိုအားကိုခိုင်းတာငါအားကိုကြလို့ဘုရားဘယ်တော့မှမဟောဘူးငါကိုတော့မြတ်ကယ်မယ်လို့လည်းဘယ်တော့မှမဟောဘူးဓမ္မကိုပဲအားကိုရမယ်ဒါကြောင့်မို့ကိုကိုကယ်တင်နိုင်တဲ့ ဓမ္မဆိုတာဘယ်ဓမ္မရုံးလဲဆိုရင်မယ်လီပါဘူလီပါနိဗ္ဗာန်သောရပတိမရရင်အမြင်မားခြင်းနဲ့တန်စရာဖြစ်ခြင်းဆိုတာဖယ်ရှားလိုက်ပြီအပယ်စင်းရဲကလွတ်သွားပြီကယ်လိုက်ပြီ သောရပန်ဖြစ်တာနဲ့အပယ်တကားပိတ်သွားပြီဒါကယ်လိုက်တာပဲလေတက္ကရာကံဖြစ်သွားပြီကိလေသာတွေရောပါသွားပြီအနာကံဖြစ်သွားပြီဆိုတာနဲ့လူဘုံနတ်ဘုံနဲ့ကာမဘုံတွေအဆက်ပြတ်သွားပြီတက်တန်းရှိပြီ ချမ်းသာဒုက္ခများတဲ့ပြမဘုံတော်မှပဲနာကံဖြစ်ပြီဆိုရင်တကယ်ကိုတန်ရှင်းစင်ကြတဲ့ တုဒ္ဒဝါဒပုံမှာအစစ်မြင့်ပြမမျိုးဖြစ်သွားတယ်။ယန္နာဖြစ်သွားပြီဆိုရင်32ပုံဘယ်ပုံမှဒုက္ခရောက်စရာအကြောင်းမရှိတော့ဘူး။အားလုံးဆင်းရဲဒုက္ခတွေခွင်းလုံးကျွတ်လွတ်သွားပြီ။ဒါဘသူကကယ်လိုက်တာလဲလို့ဆိုမက်လေးပါဖူလေးပါဆိုရဲဓမ္မကကယ်တင်တာ။နိဗ္ဗာန်ရောက်သွားပြီဆိုရင် သင်္ခါရဒုက္ခတွေအားလုံးချုပ်ငြိမ်းသွားပြီ။လုံးဝဒုက္ခမရှိတော့ဘူး။လုံးဝကယ်တင်တယ်။ဒါကြောင့်မို့ဓမ္မန္တရဏကိစ္စာမိဓမ္မကိုကိုးကွယ်ရဲဆိုတာမတ္တရာဖူတရားနိဗ္ဗာန်ဒါကိုဆိုလိုတာ။ ကျေးဇူးတော်ရှင်ပါမောခါချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဖီဝင်သားပါမောခါချုပ်ဆရာတော်ဤဘဝခေနှင့်ဓမ္မစီမီစာအုပ်မှာထုံးနှုတ်ပူဇော်ပါသည်